အားလုံးပဲမင်္ဂလာပါရှင်။ InWatch YouTube Channel ကနေတွေ့ထွေးလိုက်လဲစွာကြိုဆိုပလိုက်ပါတယ်ရှင်။ဒီခါမှာလည်းယောဂမျိုးစုံအတွက်စင်သုံးမွေကိုအသုံးပြုပြီးဆေးအမျိုးမျိုးပေါ်စနီကိုပြောပြပေးပါမယ်။နားစင်ပါဦးနော်။လေဆေးရက်စာပြုလုပ်နေ။စင်သုံးမွေတပိတ်တာကိုပပါလီပုံးရီတမြူသားနဲ့စိတ် ပုံးရီတမြူသားဆိုတာစံပုံးရီကိုပြောတာပါ။စား30တားကိုဖြူရေခမ်းအောင်ပြုတ်ထို့နောက်အချောက်လန်း၆သွားတဲ့စင်သုံးမနွေကို အမုတ်ဖြစ်အောင်ထောင်းလီလုံတဲ့ပလင်းမှာထည့်အထက်ပါရက်စားကရင်ပြင်းရင်ကဲလေထိုးလေအောင် အစာမကြီးမအီမတာဖြစ်ခြင်းကိုသတ်သားစီပါရယ်နံပါတ်7ရုပ်ပြူစီစင်သုံးမွေကိုဒါနဲ့နှုတ်စင်စား90တားဖြူပြီးတော့ရေခမ်းအောင်ပြုတ် အချောက်လန်းအမုတ်ပြူပြားညီနဲ့အလောတော်တေးပေးပါ။၃ဆွေးနည်းကတော့ခန္ဓာကိုယ်နဲ့ချင်းချင်းပြီးတော့စီကင်းခတ်စားပေးရင် အစာကြီးလေယာရုပ်ပြူပြီးတော့အသက်ရှိစေပါတယ်။နံပါတ်၄စင်တုံးမနွယ်ရုတ်ခမူစားစင်တုံးမနွယ်နုံနုံစင်အချောက်လန်းပြာချထိုးပြာကိုရေရောနနာမွေရေကြီးပြန်စစ်၃ချိန်လောက်စစ်ပြီးရင်ရေကြီးကို ရေခမ်းတဲ့အထိကြို့ ဒါဆိုရင်တော့စင်တုံးမနှွေရုပ်ကမူစာရပါပြီ။ပြားရည်90သားမှာစင်တုံးမနှွေရုပ်ကမူစာကို ကော်ဖီဆွန်းတစ်စွန်းစာနဲ့နှစ်နာမွေပါ။အဲ့ဒီကော်ဖီဆွန်းတစ်စွန်းစာကို စားပြီးအချားယောဂမဝင်ရောက်ပဲဆွဲကပ်နေတယ်။အချာယောဂါတွေကိုလည်းတဖြည်းဖြည်းတက်တာပျောက်ကင်းစေမှာပါ။ဒါပြင်စင်သုံးမနယ်ရုပ်ခမှုစားကအတက်ရှိပြီးအနာမဲ့စေတဲ့ဆေးတပါအဖြစ်နမိတ်ကြီးပါတယ်။ နံပါတ်7အထွေထွေယောဂနဲ့စင်သုံးမနွယ်စင်သုံးမနွယ်ကိုထောပတ်နဲ့စာရင်လေယောဂအတွက်ကောင်းပါတယ်စင်သုံးမနွယ်ကိုပပလီအချောက်လန်းအမိုးပြုပြီးစောင်းလောရှောက်ရည်နဲ့အလုံးလုံးပြီးတောက်ရင်လေနာကိုနိုင်ပါတယ်စင်သုံးမနွယ်ကို တကြားနဲ့စာရင်တဲချစ်အတွက်ကောင်းပါတယ်စင်သုံးမနွယ်ကို ပြားရည်နဲ့စာရင်တလိပ်အတွက်ကောင်းပါတယ်စင်သုံးမနွယ်ကို န်းခွက်တစ်ခွက်တင်ပြုတ်ပြီးတော့တောက်ပါကအစိတ်များပြပြောက်ပါတယ်။စင်သုံးမနွယ်လက်လေးတစ်ကိုပပါလီမကြာခဏစားသုံးပါကသွေးအံရောဂါပျောက်ကင်းပါတယ်။စင်သုံးမနွယ်ရွက်ကိုလောက်တေရွက်အုံနေရွက်တင်ပေါ်မစလီရွက်ကုန်းထိကယုံရွက်တို့နဲ့အမြဆက်ပြီးတော့လက်ဖက်ရည်အဖန်ကဲသို့တောက်ပေးမယ်ဆိုရင်အသက်ရှည်ပြီးတော့အနာရောဂါကင်းစေနိုင်ပါတယ်။ဈီးဖြူဒီမုံနဲ့ စင်သုံးမနွယ်မုတ်စသူရောဆက်ပြီးတော့တခါတော့ coffee စွန်းတစွန်းကိုပုံမှန်စားသုံးပေးခြင်းဖြင့်ဝမ်းလျှောခြင်းဥလန်းချောင်းရောင်ခြင်းပြိုးအံ့ခြင်းနဲ့အက်ဆစ်ဒက်များခြင်းစတဲ့အစာလန်းချောင်းပြဿနာအားလုံးကိုတားဆီးပေးပါတယ်။စင်သုံးမနွယ်မှာစီးချိုစေမက်ဖိုမင်နဲ့အလားတူအလုပ်လုပ်တဲ့အကောလိုက်ဓာတ်ပေါင်းဘာဘာရင်းပါဝင်တာကြောင့်တင်းတင်းတကြားတဲ့ထိကြီးခြင်းအပြင်မကောင်းတဲ့သွေးသွေးအဆီဒန့်နဲ့သွေးပေါင်ခြင်းကိုလျှော့ချပေးပါတယ်။ စင်သုံးမနှွဲအမုတ်ကော်ဖီဆုနှဆွန်းကိုတမင့်နှကြိမ်တောင်းသုံးပေးခြင်းဖြင့်စီးချိုယောဂနဲ့ကြောက်ကဆိုင်ရာပြဿနာများကိုတတ်တာစီပါရယ်လူတွေအသက်တင်မဟုတ်တဲ့စင်သုံးမနှွဲတောင်သူဦးကြီးတွေအားထားကြတဲ့ကျွေးနွားတွေမိုင်ပြီးမျက်ရည်တွေကျတာမျိုးဖြစ်နေရင်တရားကိုနုံနာလို့ခေါ်ပါရယ်စင်သုံးမနှွဲကိုနုံနုံစင်ပြီးစားနေနေခြင်းယောဂတွေပျောက်သွားပါရယ် ကျဲနွားတွေစီးအောက်စီးချုပ်ဖြစ်ခဲ့ရင်တော့စင်သုံးမနွေကိုနုံနုံစင်ရေစိမ်ရတဲ့အရည်ကိုစားထဲဝါချီတောင်းနဲ့ထဲ့တိုက်ပေးရင်ပျောက်ကင်းပါတယ်ကျွမ်းနစင်မြင်တို့မှာယောဂဗယကင်းဝင်းစီဖို့ဆိုရင်တော့စင်သုံးမနယ်ကိုဆင်းပြီးတော့အစာမှာထည့်ကျေးပါကဝမ်းမြေကောင်းပြီးတော့ယောဂကင်းဝင်းပြီးတော့ဝါဖြိုးစေပါတယ်။စင်သုံးမနယ်ကိုစပားစိတ်ခင်းများမှာပိုးသက်စေအဖြစ်အသုံးပြုနိုင်တဲ့နီလန်းများ စင်တုံးမွေကိုအသုံးပြုပြီးတော့နိုင်နေနေတဲ့ပိုးမွားအချို့ကိုဖော်ပြလိုက်ပါတယ်။အမေရိကန်ပြီးလုံးဖောက်ပိုး၊ပဲတီချပိုး၊ဖြုတ်ပိုး၊စပားချပိုးနဲ့ကော်ဖီထုတ်ထိုးပိုး၊ဖြတ်ပိုးများ၊စိန်ကွက်ဖလက်၊လေးကြိုင်၊အရွက်ဖြုတ်စိန်၊အိမ်ရင်၊ပရွက်နီ၊စပားချမ်းပိုး၊စပား၊ရွက်လိပ်ပိုး၊စပားပင်စီထိုးပိုး၊စပားတရစ်ပိုး။စင်တုံးမွေရဲ့ပင်စီကိုထုထောင်းချေမွှားလိုက်ပါ။ထို့နောက်စပခင်းများမှာတောင်ကျမ်းနဲ့ စပားလီပိုးများကိုကောက်ွယ်ရန်ထူချေထားတဲ့စင်သုံးမနှွယ်အမုတ်ကိုပတ်ကြမ်းပေးလိုက်ပါအချိုးအစအနေနဲ့ဆယ်စတုရန်ပေရှိတဲ့မြေတကွက်မှာစင်သုံးမနှွယ်250 gram နှုံထားအသုံးပြုနိုင်ပါတယ်ဤတော့ပြုတ်လုတ်ပေးခြင်းကတပတ်အကြာမှာစင်သုံးမနှွယ်ရဲ့အချိုးတက်ရောက်မှုအစွမ်းကြောင့်ပင်စီထိုးဖို့ဖြုတ်ညိုများရန်မှာကောက်ွယ်ပေးနိုင်ပါတယ်စီသုံးမနယ်စစ်ထုတ်ရီဟာအစင်လာအရာ စပားပင်အတွက်တာအဓိကသုံးပါတယ် မကကြီးထုထောင်းကျဲပတ်ခြင်းယူရီးယားနိုင်ငံမြောက်ပိုင်းမှာစဘာတရစ်ပိုးများအတွက်တုံပါတယ်။နေပင်ကိုထုထောင်းပြီးတော့စဘာပြိုခင်းအတွက်ကျဲပတ်ခြင်းဖြစ်ပါတယ်။နှုံးထားမှာသစဲစတုရံပင်အတွက်15ကျပ်သားနှုံးဖြစ်ပါတယ်။စဘာစိတ်ပြိုပြီး10ရက်ကြာမှကျဲပတ်ရပါတယ်။ကျေပပီ9ရက်9ရက်အကြာမှာအာနိသင်တရားမှု ရှိတာကိုတွေ့ရပါတယ်။ခါခွေအမြင့်စိန်ချင်း အရွက်ဖြုတ်ဆဲများအတွက်300မှာထူထောင်၍ကျေးပတ်တဲ့နီးထက်ပုံမှုထိရောက်ပါတယ်။ပင်စီထိုးပိုးနဲ့ဖြုတ်ဆဲများအတွက်နန်းနီးလုံးထိရောက်မှုရှိပါတယ်။အမြဲတမ်းစိတ်ခင်းသူရွှေ့ပြားမစိတ်ပြုံးမီပြိုပင်များကိုစင်သုံးမနွယ်စစ်ထုတ်ရေး24နာရီဆင်ရပါမယ်။စင်သုံးမနွယ်စစ်ထုတ်ရေးပြုလို့ရထောင်းပြီးသွားနေပြီ။တပိတ်တာကနေနပိတ်တာကို ရေးနှကားလမ်းမှာဖြောပြီးတော့စစ်ထုတ်ရေးကိုရယူပါ။ ်ပြုတ်ခင်းတဧကစာရှေ့ပြောင်းဆက်ရန်အတွက်စင်သုံးမနှယ်ငားပိတ်တာခန့်လိုပါတယ်ထိုနည်းဟာအရွက်ဖြုတ်စိမ်းများကိုကာကွယ်ရန်တင့်လျော်ပါတယ်စဘာစိတ်ခင်ရေသွင်းပေါက်ဒါမှမဟုတ်ရေလဲပေါက်များမှာစင်သုံးမနှွယ်အမြင့်စိန်ရေလောင်းပေးခြင်းစင်သုံးမနှွယ်ဖြက်ဆများဖြန့်ကျဲစိန်ပေးခြင်းဒါမှမဟုတ်စင်သုံးမနှွယ်ကိုခွေလိုက်ပြီးစိန်ထားပေးခြင်းဖြင့်စဘာဖြုတ်စိမ်းများစဘာပင်စီထိုးပိုးများကိုကာကွယ်နိုင်နိုင်ပါသည် ၎င်းဟာစဘာပြိုးပင်များစိတ်ခါစားအပင်များအတွေ့ဓာတုပိုးသက်ဆေးများအသုံးပြုတဲ့ကဲ့သို့ထိရောက်မှုရှိကြောင်းတွေ့ရပါတယ်။စင်သုံးမမွေကို ခွေလိုက်ပြီးစိတ်ခါမီစဘာပြိုးစီးများနဲ့အတူရေသွင်းပေါက်ဝမှာစိန်ထားပြီးချင်းပြင့်လေအထက်ပါပိုးမွားများကာကွယ်နိုင်ကြောင်းသိရှိရပါတယ်။ခုပြောပြပေးတာကတော့စင်သုံးမမွေကိုလက်တွေ့အသုံးပြုနည်းတွေပါ။စင်သုံးမမွေကဘာလို့ဒီလိုယောဂအများကြီးကိုကုသနိုင်ရတာလဲ။ ဘလို့ဓာတ်တွေပါဝင်လဲဒီပါဝင်တဲ့ဓာတ်တွေကြောင့်ဘလို့ကောင်းကျိုးတွေရတယ်လဲဆိုတာဆက်ပြောပြပါအောင်မယ်နားထောင်ကြည့်ပါအောင်နော်စင်သုံးမနယ်မှာဆိုရင်ဂျမ်းမာရဲ့အကျိုးပြုဓာတုတက်ပေါင်းများဓာတ်သုံးဆက်ခြင်းဂုံတတိများစွာပါဝင်ပါတယ်ဒါကြောင့်စင်သုံးမနယ်မှာအောက်ပါအကျိုးကျေးဇူးတွေရှိတာကိုတွေ့ရပါတယ်နံပါတ်1သွေးသွင်းတကြားတဲ့ထိန်းကြီးပေးတယ်စင်သုံးမနယ်က သွေးသွင်းတကြားဓာတ်ကို ထိမ့်ညှိပေးပြီးအင်ဆူလင်ထွက်ရှိမှုကိုသုံးစေနိုင်ပါတယ်။စည်းချိုရှိသူတွေမှာလည်းစည်းချိုကြောင့်ခံစားရနိုင်တဲ့နောက်ဆက်သွဲကျန်းမာရေးပြဿနာတွေမဖြစ်စေဖို့ကာကွယ်ပေးပါရစေ။နံပါတ်၄ကိုခံအားတက်စေတယ်။စင်သုံးမလွယ်မှာဓာတ်သိုးဆက်ကျင်ပစ္စည်းတွေကျွေဝစွာပါဝင်နေတာကြောင့်ကိုသွင်းကအစိတ်အပေါက်တွေကိုဖိရှားပေးပြီးကိုခံအားတက်စေဖို့ထောက်ကူပေးပါရစေ။ အသေးကျမှစီသလိုနှလုံးရောဂါတွေနဲ့စီလံချောင်းပိုးဝင်တာကိုလည်းတက်တာစီနေပါတယ်။နံပါတ်3အစာကြီးစီတယ်။အစာကြီးချက်မှုကောင်းစီပြီးတော့အစာမကြီးတာဝမ်းပြက်တာလေထိုးလေအောင်အစာအိမ်အချင်ပေါက်တာအော့အန်နာမျိုးတွေမဖြစ်စေဖို့ကာကွယ်ပေးပါတယ်။နံပါတ်4စိတ်ဖိစီးမှုပြေလျော့စေတယ်။စဉ်သုံးမှုတွေက စိတ်ဖိစီးမှုကိုပြေလျော့စေပြီးတော့စိတ်ကိုတည်ငြိမ်စေနိုင်ပါတယ်။မညာအကောင်းစီပြီးတော့ပြင်းမြင့်မှုစွမ်းရင်ကိုတိုးတက်စေနိုင်ပါတယ်။ နံပါတ်၅အစစ်ရောင်တာကိုသက်သားစေနိုင်တယ်။အယောင်ကျစေနိုင်တဲ့အာမိသင်ရှိတာကြောင့်အစစ်ရောင်တာ ကောက်ယောဂရှိသူတွေအနေနဲ့အစစ်တွေနာကျင်ကြိုက်ခဲတာသက်သားစေဖို့ စင်သုံးမနှွယ်စားပေးလို့ရပါတယ်။နံပါတ်၆အမြင်အာယုံကျမစေတယ်။စင်သုံးမညရဲ့နောက်ထပ်ကျမကြီးအာနိသင်တခုကတော့မျက်စိကို ကျမစီပြီးအမြင်အာယုံ ကောင်းစေတာပါ စင်သုံးမတွေကိုစားပေးလို့ရတယ်လို့အရွက်ကိုရင်းနှီးဖျောပြီးမျက်လုံးပေါ်မှာကပ်ပေးလို့လည်းရပါတယ်။ဒီနေရာမှာမျက်လုံးပေါ်ထက်မျက်လုံးအနားတော်ဝိုက်ကိုကပ်ပေးတာကပိုပြီးတင့်တော်တယ်လို့ထင်ပါတယ်။နံပါတ်4အသက်ရှူလမ်းကြောင်းကျမစီတီလေပြူရောင်နာတွေကိုတက်တာစီနိုင်တယ်လို့ဗန်နာရင်ကျက်တက်တာစီနိုင်ပါတယ်အသက်ရှူလမ်းကြောင်းတစ်လျှောက်ကရောင်ရမ်းမှုတွေကိုတက်တာစီနိုင်ပါတယ်နံပါတ်၈အသားအရေးကျန်းမာစေတယ် ဓာတ်သုံးဆက်ကျင်ပစ္စည်းတွေပါဝင်တာကြောင့်စင်သုံးမနွေကအသားအရည်ကိုကျမစေပြီးအရွယ်သင်လူပြိုစေနိုင်ပါတယ်။သွေးစီးဆင်းမှုကောင်းစေပြီးကြီးလင်းဆိုပြတဲ့အသားအရည်ကိုပန်းစိမ့်နိုင်ပါပါ။နံပါတ်၈ရောင်ရမ်းမှုကိုတတ်တာစေတဲ့တဘာဝဆေးဖက်ဝင်အပင်ဖြစ်ပြီးတော့သွေးဥဆဲအရည်အတွက်ကိုသုံးမြင့်စေပြီးသွေးလုံးတုပ်ကွင်းနဲ့ငှက်ဖျားရောဂါလက္ခဏာများကိုတတ်တာစေပါတယ်။ ကိုခန့်စွမ်းအားကို မြစ်သက်စီကယောဂကူးစက်မှုကိုတိတ်ဖြတ်ပေးပြီးနလန်ထညံစီပါတယ်။နံပါတ်9ဓာတ်တိုးပျက်စီးခြင်းမှာကာကွယ်ပေးကဓာတ်ကျွင်းပျက်စီးများကိုဖယ်ရှားပေးပြီးခန္ဓာကိုယ်ကိုပြန်လည်မှုပြုစေတဲ့အပြင်အသေးနဲ့ကြောက်ကမှအစိတ်တောက်များကိုဖယ်ရှားပေးခြင်းဖြင့်ကျန်းမာတန်းစွမ်းစေပါတယ်။နံပါတ်10ကိုခန့်စွမ်းအားကိုမြင့်တင်ပေးခြင်းပိုးသက်စေအာနိသင်ရှိခြင်း ရောင်ရမ်းမှုကိုစန့်ကျင်ခြင်းအဖျားကိုသိပ်ဖြတ်ခြင်းအစာချေစနစ်ကိုကောင်းမွန်စေခြင်းတွင်းတွင်းတကြားတက်ထိန်မိခြင်းမကောင်းတဲ့ကိုလက်စထရောချော့ချပေးခြင်းအရည်ပြားကျန်းမာရေးကိုကောင်းမွန်စေခြင်းစတဲ့အစွမ်းအာနိသင်တွေရှိပါတယ်။ဘေးတဘာဝအပင်မစိုးကောင်းကျိုးရှိသလိုဆိုးကျိုးလည်းရှိပါတယ်။သူရဲ့ဘေးထွက်ဆိုးကျိုးကိုပြောပြပေးပါမယ်။ တင်သုံးမလွယ်ကတင်တင်ရောက်ပတ်စွာစားမယ်ဆိုရင်ဘေးထွက်ဆိုးကျိုးကြီးကြီးမားမားမရှိပါဘူး။စီးချိုရှိသူတွေအနေနဲ့တော့စီးချိုစေးနဲ့အတူသွေးတောက်တာမျိုးမလုပ်တင်ပါဘူး။သွေးသွင်းတကြားတဲ့အလွန်အကျွံကျဆင်းသွားနိုင်လို့ပါ။ကိုယ်ခံအားကိုလှုပ်ဆောင်ပေးတာကြောင့်အတော်နမင်တစည်းရှိတဲ့သူတွေမှာယောဂလက္ခဏာပိုဆိုးသွားစေနိုင်ပါတယ်။ယောဂအခန်းရှိသူတွေစီးတောက်နေတဲ့သူတွေကိုယ်ဝန်ဆောင်တွေကလေးတွေ မြို့သိမ်းမိခင်တွေကတော့ဆရာဝန်နဲ့အရင်တိုင်ပင်တင်ပါတယ်တာမန်လူတွေအနေနဲ့လည်းအလွန်အကျွံမီဝဲတာမျိုးကိုရှောင်တင်ပါတယ်ခုပြောပြပေးသွားတာကတော့စင်သုံးမနွယ်အသုံးပြုနည်းနဲ့ကောင်းကျိုးတွေပဲဖြစ်ပါတယ်ရှင်ဒါပြင်သူ့ရဲ့ဘေးထွက်ဆိုးကျိုးရှောင်ကျင်စရာများကိုလည်းလိမ့်နာပေးဖို့အကြံပြုပါစီရှင်ဘေးတဘာဝအပင်မဲ့ဖြစ်ဖြစ်သုံးတက်လင်းစီမသုံးတက်လင်းဘေးဖြစ်တာကိုတတိပြုပေးပါရှင် အားလုံးကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေရှင်။